ဘုရားဆိုတာလည်းလူသားတယောက်ပဲလေလူသားဆိုတော့လောကဓာတ်ရှိတာပေါ့။ဟောဆိုတော့မဲဆော့ဘုရားကိုကြိုက်တဲ့သူရှိတယ်မကြိုက်တဲ့လူရှိတယ်။လောကမှာအားလုံးဟိုကြိုက်တဲ့လူလိုမရှိဘူးလေ။ဟိုမလက်ကတရားမှာတော့ဟောလိုက်သေးတယ်။ဟိုဘာလို့လဲဆော့ဘုရားကအနတ္တကိုဟောတယ်လေ။ လန္တာကိုဟောတော့အတ္တဘာဒသမားတွေကဖယ်ကြိုက်မလဲနော်မကြိုက်ဘူးဒါထုံးစံပဲလေနောက်ဘုရားရှင်ကိုသူ့ကျန်တဲ့ပုဂ္ဂိုလ်ရှိမရှိဆိုတော့ရှိတာပေါ့အများကြီးပဲနော်ဘုရားကိုဘာသာကြားတွေလည်းလောက်ကြံတယ်ဘာသာကြားတယ်မကောက်ကို့ဘာသာထဲကဖြစ်တဲ့ဒီဝိဒ္ဓတဲ့ပုဂ္ဂိုလ်တွေလည်းဘုရားကိုအများကြီးလောက်ကြံတာပဲလေသူ့သမားတွေလွတ်ပြီးလောက်ကြံတယ်နောက်တောင်ပေါ်ကနေပြီးတော့ကြောက်တုံးတွေလိတ်ချပြီးတော့လောက်ကြံတယ်နောက်နာလာဂီရီလိုဆင်မျိုးတွေဆင်ရိုင်းတွေကိုလွတ်ပြီးလောက်ကြံတာပဲလေအဲ့တော့ဘုရားကိုလောက်ကြံသူတွေအများကြီးရှိပါတယ်အဲ့တော့အဲ့ဒါတွေဘုရားဘယ်လိုဖြစ်ရှင်းတယ်ဆိုတော့ဘုရားကတိခန့်တယ်ပဲအဲ့တော့အဲ့ဒီမှာ ဘုရားကဥပမာတစ်ခုပေါ့နော်ဟိုဆုံးခံကြွားတယ်တန်ဃာတော်တွေဆိုင်ရန်ပြီးဘုရားဆုံးခံကြွားတယ်အဲ့ဒီမှာအရှင်ဒီဝတ္တကနော်အစာတသက်နဲ့ပေါင်းပြီးတော့နာလာဂတိစင်ကိုရက်တီတိုက်ဆိုတော့စင်ကငိုကလေးကလည်းခဆူဆူရယ်အဲ့တော့ရက်တီတိုက်လိုက်တဲ့အခါကျတော့နော်မူးယူးပြီးတော့နော်အဲ့တော့ဘာမှအောင်မသိတော့အောင်ပူရိုင်းသွားတာပေါ့အဲ့တော့ဘုရားဆုံးခံကြွားတဲ့လမ်းမှာအဲ့ဒါဘုရားကိုနင်းမယ်ဟဲ့ ိုပြီးတော့နှမောင်းနဲ့ကင်ပေါက်မယ်ဟဲ့ဆိုပြီးတော့စင်းရပြေးလာအဲ့မှာရဟန်းတော်တွေကနော်ဘာဖြစ်လဲဆိုတော့လူတွေဆိုထိတ်လန့်တကြဖြစ်ပြီးတော့အိမ်ထဲဝင်ပုံခေါမှုပေါ်တက်တဲ့လူကတက်ပေါ့အဲ့ရဟန်းတော်တွေကလည်းမြတ်စွာဘုရားကိုဖယ်ဖို့ပြောကြတာပေါ့မြတ်စွာဘုရားဟိုမှာစင်းကြီးလာနေပြီအဲ့မြတ်စွာဘုရားဖယ်ပါပေါ့နော်ဒီမှာမနေပါနဲ့ဒီမှာရက်မနေပါနဲ့မြတ်စွာဘုရားဖယ်ပါချောင်းပါပုံပါဆိုတဲ့ပုံစံမျိုးနဲ့ဖြောက်ထားကြတယ်အဲ့တော့မြတ်စွာဘုရားကစကားတခုပြောတယ်ဒါလူတော်တော်များများရဗုဒ္ဓဘာသာရတဲ့စကားတခုပဲ အဋ္ဌာနမေတံဘိက္ခဝေနဝကတော်နော်ယံဘုရောဘဂဝါပရုပကမေနဇီဝိတာဝရောပိယဆိုတာလေဒါဘုရားဘာသာတော်တော်များများရွတ်ကြတယ်အန္တရကင်းဂါထာဆိုရွတ်နေကြတာရှိတယ်အဲ့ဒါကအန္တရကင်းဂါထာဆိုတာတော့ကိုယ့်အကူယူဆတာလေဘုရားကဘာပြောတာလဲဆိုတော့ယဟန်တို့တဲ့ဖယားရှင်ဆိုတာတဲ့သူများရဲ့လက်ချက်နဲ့တည်တယ်ဆိုတာထုံးစံမရှိဘူးတဲ့ဒီစကားကလေနော် အဲ့တော့ပရုပတ်ကမေနာဇီဝိတာဝရောပိယဆိုတာသူများရဲ့လက်ချက်နဲ့ဘုရားရှင်ပြိဋိဘံဆန်တယ်သူများလက်ချက်နဲ့ဘုရားပြည်တယ်ဆိုတာလောကမရှိဘူးအဲ့တော့မကြောက်ကြနဲ့မစိုးရင်ကြနဲ့ဆိုဘုရားကရဟန်းတော်တွေတော့မတော်ကြဘူးဘုရားတားထားတာဆိုတာကမြတ်စွာဘုရားရှင်ကရဟန်းလာဖြစ်နေပြီဆိုတော့ဘာမှကြောက်ရလည်းမရှိဘူးလေပြင်ဘုရားရှင်ရဲ့ဒီ40ဒီ၄သိန်းရှင်တဲ့ကဘာတိန်ပါရမီဖြည့်ခဲ့တဲ့ဘုန်းကံပါရမီကုသိုလ်တွေကလည်းရှိတယ်လေအဲ့တော့သူများရဲ့လက်ချက်နဲ့ဘုရားဘယ်တော့မှမတည်ဘူးကြောက်ဘုရားရှင်ဒီဒီလူသက်သမားတွေကြားလဲဘုရားသွားတာပဲလေ နော်ကိုကိုတတ်မဲ့လူလာလို့ရှင်လည်းဘုရားရေရင်ဆိုင်လိုက်တာပဲရှိတယ်အဲ့တော့အခုရဟန်းတော်တွေကခြောင်ပါမယ်ပုံပါမယ်ဆိုရင်တော့မြတ်စွာဘုရားကမလိုဘူးဒီတိုင်းပဲနေဘုရားရဲ့ဘုံတော်ကြောင့်ဒီစင်ကြီးတို့ပါသူနော်ဒါမေတ္တာတော်ကြောင့်သူတို့ပြင်နေမှာတာပဲလေ

ဒီစာမီဝူစာတန်ကန်ဒရနန်ဒီစာမီဝူစာအဲ့ဒါတော့ဒီလိုရှိတယ်လေကျွန်တော်ယဟန်တန်ဃာတော်တွေမှာကတော့လေဟိုဘယ်ပစ္စည်းကိုလက်မခံရဘူးဘယ်ပစ္စည်းကိုလက်ခံရတယ်လို့ဘယ်ပုဂ္ဂိုလ်ရဲ့ပစ္စည်းလက်မခံဘူးဒီလိုမျိုးပုဂ္ဂိုလ်ရေးအနေနဲ့တော့မရှိဘူးပေါ့ဘာလို့လဲဆိုတော့ကျွန်တော်တို့ယဟန်မှာလည်းယဟန်မိစ္ဆာစီဝါဆိုတာရှိတယ်လူမှာလည်းလူမိစ္ဆာစီဝါဆိုတာရှိတယ် မိစ္ဆာဇီဝါဆိုတာကဦးဇင်းတို့ပြီးခဲ့တဲ့70ပါတိလာတင်တယ်မှာလဲအဲ့ဒါပြောတယ်တော်တော်ကျပြန့်တာပေါ့လူတွေဆိုလို့ချင်းဒါကာယဒုစရိုက်နဲ့ချပွလို့ရတဲ့ပစ္စည်းတွေရှိတယ်နော်လူမဲ့ခိုးမဲ့ဓညာတိုက်မဲ့လိန်ညာပြောမဲ့နောက်သူများသားများကိုစော်ကားပြီးရတဲ့ပစံတွေပေါ့နော်ကာလိမိစ္ဆာသာလာလို့လို့ရတဲ့ပစံတွေဒါတွေကမိစ္ဆာဇီဝါတွေပဲလေအဲ့တော့ဝစီဒုစရိုက်ဆိုလည်းခုနကလိန်လို့ရတဲ့ပစံတွေဆဲလို့ရတဲ့ပစံတွေနော်သူများကိုဒုက္ခပြီးမှရတဲ့ပစံတွေဒါကဝစီဒုစရိုက်ကိုရအကြောင်းပြုပြီးရတဲ့ပစံတွေပေါ့ဆိုဒါမိစ္ဆာဇီဝါတွေပဲ ောက်ရှိသေးတယ်လေဦးဇင်းတို့ဒါဒါဘာခေါ်လဲဒီလက်နက်တွေရောင်းတာတွေစီးပွားရေးဒီအရက်တွေပါတွေရောင်းတာတွေနောက်လူကုန်ကူးတာတွေဒါတွေအလုံးကမိစ္ဆာစီးပွားတွေကြီးပဲအဲ့တော့အဲ့ဒီမိစ္ဆာစီးပွားဒါလူတွေမှာဆိုလို့ရှိရင်တော့ဒါသူတို့မှာမတန်ရှင်းတဲ့ပစ္စည်းအကုသို့ဖြစ်တယ်ပေါ့ဒီလုပ်တွေလုပ်နေတာဆိုတော့လေအဲ့တော့ဦးဇင်းတို့အဲ့ဆေဘာဒီလာတနေ့မှလည်းပြောခဲ့တယ်တုတ်တန်အလိုနဲ့ဒီအဘိဓမ္မာအလိုပေါ့နော်အဲ့တော့ဟိုဒီလုပ်ငန်းကိစ္စကိုစွန့်ပြီးတော့ ဒီ PC ကိုမစွန့်ပဲနဲ့ဆက်လက်ပြီးတော့တခြားကောင်းကောင်းနဲ့လုပ်မယ်ဆိုလို့လို့ရတယ်ဆိုတဲ့အားမျိုးရှိတယ်။နောက်တစ်ခုကကြတော့မဟုတ်ဘူး။လုပ်ငန်းကိုလည်းစွန့်သလိုအဲ့လုပ်ငန်းကြောင့်ရလာတဲ့ပတ်စံကိုလည်းစွန့်ရမယ်ဆိုတာမျိုးလည်းရှိတယ်။ဒါလူတွေပိုင်းပေါ့နော်။အဲ့တော့ယဟန်တော်တွေမှာကြတော့ဦးဇင်းတို့လူတွေကသူ့ကာယဒုစရိုက်ဝစီဒုစရိုက်တွေလုပ်ပြီးရလာတဲ့ပတ်စံဟုတ်မဟုတ်ကိုယဟန်တစ်ပါးနေသူ့ကိုတော့ခတ်သွားတယ်။နော်။အဲ့တော့လူတွေကဥပမာဦးဇင်းရွာတဲ့ဆုံးခံသွားတယ်။ ဆုံးခံသွားတဲ့အခါမှာလူတယောက်ဆုံးလောက်တဲ့အခါမှာဒီဆုံးသည်နောက်နဲ့ဆုံးသည်ဒီလူခိုးလို့ရတယ်လည်းဆုံးလားဟုတ်မဟုတ်ဘယ်လိုလုပ်သိနိုင်မလဲဟုတ်တယ်မဟုတ်လားအဲ့တော့ဦးသွင်းမဟုတ်ရင်မရတော့မှာဒကာကြီးဒါရိုက်ခိုးလို့ရလာတဲ့ဟာလားဘောနော်လူလာတာလားမေးဖို့ကလည်းအဆင်ပြေနိုင်ဘူးဆိုတော့ကျင်တာကရဟန်းတော်များသည်ဒီခိုးလို့ရတဲ့ပစံကိုဟို sorry PC လေးပါကိုအလူမခံကောင်းမှုဆိုတာတော့မရှိဘူးတက်လို့ရတဲ့ဥစ္စာကိုဟိုအလူမခံကောင်းဆိုတာတော့မရှိဘူးသူ့အပိုင်းနဲ့သူသွားတာဟိုတန်ငါးသေးတယ်ဆိုဘယ်လိုလုပ်မလဲ တဏ္ဍာရီဆိုလို့ရှိရင်ဥစ္စာလို့ရေလုံသားတွေဆိုရင်ဒီဟာနဲ့အတံပွဲကြောင့်လုံနေရတာအဲ့တော့ဒါသူပါဏတိပါဏဒုစရိုက်ပဲလေအဲ့တော့ဒါတွေကိုအတံပွဲကြောင့်ပြုပြီးတော့သူတို့ပတ်စံတွေရလာတယ်ရလာတဲ့ဥစ္စာနဲ့တဏ္ဍာရီကိုဆုံးကတ်တယ်သင်ငန်းလှူတယ်ဆိုတော့ဒါသူတို့ကုသိုလ်ပြုခွင့်မရှိတော့ဘူးလို့ပြောရရောက်သွားလိမ့်မယ်လေနော်အဲ့ဒါကြောင့်ဥစ္စာလို့ဒုစရိုက်လို့ဒါဒုစရိုက်လို့ဒါအကုသိုလ်တတ်တတ်ပဲအဲ့ဒုစရိုက်လို့လို့ရလာတဲ့ပတ်စံနဲ့လှူလို့ရလှူတာကုသိုလ်တတ်တတ်ပဲသူ့ကံနဲ့သူပဲသွားတယ်ရဟန်းတော်မှာလည်းပဲအဲ့ဒါကိုအလူမခံကောင်းဘူးလို့တတ်မှတ်ချက်မရှိဘူး เนาะအဲ့တော့တည်တည်ဖြစ်စေမတည်တည်ဖြစ်စေဒါအလူမခံကောင်းမှုဆိုတော့မရှိပါဘူးအဲတခုတော့ရှိတာကတော့ကျွန်တော်တို့ဟိုအလူကိစ္စမှာတော့ဘာမှမပြောပြီမဲ့ခိုးတဲ့ကိစ္စတွေမှာကျတော့ရဟန်းပောင်ဝင်လို့မရအောင်တိုင်မီမီကိုတော့မခိုးဘူးလူတွေကိုအားပေးတယ်တိုက်တွန်းတယ်ခိုးတဲ့ကိစ္စတွေမှာအဲ့လိုမျိုးတော့ဥပဒေရဟန်းတွေမှာကျတော့ပါရာဇီကာနဲ့တွားမိတယ်ပါရာဇီကာဆိုတာကဟိုဘယ်လိုခေါ်မလဲဟိုတချို့ဥပဒေလိုပစ်တွေပါတွေခိုးထုတ်တယ်ဆိုပါစို့အဲ့ဒါဆိုရင်ဘုန်းကြီးကနေပြီးတော့အဲ့ဒါကိုဘယ်လိုခေါ်မလဲအလိုတူလိုပါပါဝင်တာပေါ့နော် တိုင်းမျိုးဆိုရင်ဒါမှအဆက်ဘူးလေဆိုတော့လူတဲ့ကိစ္စကပြဿနာမျိုးရှိသူ့ဘာသူဘလို့ပဲဒူးစရိုက်ပဲလုပ်ပြီးတူတူဒါကပြဿနာမျိုးရှိဘူးအဲ့ဒူးစရိုက်လုပ်ငန်းထဲမှာဘုန်းကြီးကိုယ်တိုင်ပါဝင်ခဲ့ရင်တော့ဒါဘုန်းကြီးအဖြစ်ရှိတယ်အဲ့ဒါဦးဇင်းကဒါဝီနည်းနည်းလေးကျယ်တယ်အဲ့တော့ဟိုခီးသွားတာတောင်မှဒီလူတွေကခိုးပြီးလာတယ်ဆိုတာကိုသိရင်မသွားကောင်းနော်ဒီလူတွေဟာ PC တွေခိုးပြီးလာတယ်ကိုလည်းပြီးတယ်အဲ့ဒါဆိုရင်ဒကာကြီးတို့လည်းဦးစင်းတို့လိုက်ပါမယ်ဆိုတာမျိုးခီးလိုင်းကြုံလို့တော့ပတ်ဖို့မရှိဘူးအခိုးနဲ့တူတူခီးသွားလို့မရအောင် ဒါတပိုင်းပေါ့နော်ခုနအလူခံတဲ့ကိစ္စကြတော့ဒုစရိုက်လုပ်ငန်းတွေရလူတဲ့ဥစ္စာကိုအလူမခံကောင်းဘူးလို့တော့မရှိဘူးဒါကလက်ခံလို့ရတယ်နှစ်ပိုင်းတော့ခွင့်မဲ့ပြီနော် Dan 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 nang kisah mi usah Dan 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 nang kisah mi usah ုရားကယဟန်ဝင်းကြီးအနေနဲ့ကတော့လောကမလောက်ကောင်းဘူးဆိုတာထင်ရှားတယ်လေဒီလက်ဖွဲ့တွေအဆောင်လေးပေးတာတွေရတရားပေးတာတဲ့အဲ့ဒါစင်ပေါ့နော်အဲ့ဒါတွေကတော့ယဟန်တော်တွေလောကမလောက်ကောင်းဘူးဒါမိစ္ဆာစီဝါလို့ခေါ်တယ်အဲ့လိုလုံးလို့ရလာတဲ့ပစ္စည်းလေးပါဟာလေလောကမအဆက်ဘူးပေါ့နော်ယဟန်တော်တွေမတုံကောင်းဘူးတုံးတဲ့ကိုရင်တွေဥစဉ်နဲ့အကုန်လုံးအပြစ်ဖြစ်တယ်ဒါဝင်းကြီးပိုင်းတော့မလုံးတင်လားနောက်အကျိုးသက်ရောက်မှုဟာကြတော့ဦးဇင်းတို့ဗုဒ္ဓဘာသာမှာလေအောက်တန်းစဗုဒ္ဓဘာသာဆိုတာရှိတယ်အထက်တန်းစဗုဒ္ဓဘာသာဆိုတာရှိတယ် ထက်တန်းသာဗုဒ္ဓဘာသာဆိုတာကံဉာဏ်ဝိရိယကိုယုံကြည်တာနော်ကိုယ်လုပ်တဲ့ကံပြီးကိုယ့်ရဲ့ကြိုးစားအထမဝိရိယကိုယ့်ရဲ့စီမံခန့်ခိုးမန်နေဂျမန့်လို့ခေါ်တဲ့ဉာဏ်ပညာဒီသုံးခုဟာအဓိကပဲအဲ့တော့ထက်တန်းသာဗုဒ္ဓဘာသာကအဲ့လိုလက်ဖွဲ့တွေရတရားတွေကိုအယုံကြည်မရှိဘူးလက်မခံဘူးနော်အဲ့တော့အမေရိကန်ဗုဒ္ဓဘာသာအောက်တန်းသာဗုဒ္ဓဘာသာအညာသာဗုဒ္ဓဘာသာတွေအဲ့ဒါကိုအားကိုးတာ နော်အဲ့ဒါကိုအားကိုးတယ်ဒီရတရားဘယ်လိုခြေလိုက်ရင်ဘယ်လိုဖြစ်မဲလို့ဒီလက်ဖွဲ့လေးဆောင်းလိုက်ရင်ဘာဖြစ်မဲလို့ဆိုတာအဲ့လိုလက်ဖွဲ့တွေအဆောင်အယောင်တွေအတိတ်နမိတ်တွေကိုအားကိုးတယ်ဆိုရင်အဲ့ဒါအញ្ញံသာဗုဒ္ဓဘာသာဆိုလိုတာအင်္ဂုတ္တထဲမှာဘုရားကိုယ်တိုင်ခေါ်တာတာလေနော်အထက်တသဗုဒ္ဓဘာသာတွေကအဲ့ဒါကိုလက်မခံဘူးကံဉဏ်ဝိရိယကိုပဲလက်ခံတယ်နော်စာထဲမှာတော့အဲ့ဒါကိုကောတုခလိကကောတုဟလမင်္ဂလိကလို့ခေါ်တယ်နော်ဒီမြင်ရတဲ့အာယုံကြားရတဲ့အာယုံတွေပေါ်မှာဟိုတီးပွားမှုမကြီးပွားမှုကိုတတ်မှတ်နေတာပေါ့နော်ဘလို့ဆိုရင် ဟိုကြီးပွားတယ်ဥမာမြန်မာနိုင်ငံတချို့ဆိုလို့ရှိရင်ဟိုဈေးကွက်ရုပ်ထိုင်းရင်လက်ကောင်းတယ်တို့ဘာလို့လက်ကောင်းလို့သတ်မှတ်တယ်ဂျူရီယာတို့ဘာလို့ဆိုရင်ဒါဟိုဖုတ်ကောင်ပေါ့နော်ဖုတ်တယ်ဆိုလို့ရှိရင်ဒါလက်ကောင်းတယ်လို့သတ်မှတ်ကြတယ်ဆိုတော့ဒါတွေကအញ្ញသာဗုဒ္ဓဘာသာတွေဖြစ်တယ်ထန်နသာဗုဒ္ဓဘာသာမဟုတ်ဘူးနော်အဲကြောင့်ဦးဇင်းတို့ဆရာတော်ကြီးတပါးမိတ်နေတို့ဗုဒ္ဓဘာသာသာသနာတော်ကလေတဲ့ ခွန်ကြီးတွေကိုယ်တိုင်ကိုကတဲ့ကံနဲ့ကံရကျိုးကိုယုံကြည်မှုတွေကနှဲလာပြီတဲ့သူပြောရအောင်သူအဲ့တော့ဘာသာရေးခေါင်းဆောင်ဖြစ်တဲ့ခွန်ကြီးတွေကိုယ်တိုင်ကကံနဲ့ကံရကျိုးကိုယုံကြည်မှုအားနှဲပြီးတော့ဒီလက်ဖွဲ့တွေရတရားတွေဘေးဒင်းတွေကိုဆောင်းပေးသွားပြီဆိုတော့နောက်ကတက္ကရာမတွေကပို့ဆိုးပြီပေါ့အဲ့တော့တကယ်ဆိုရင်ကိုယ်တိုင်လည်းမလုပ်ရဘူးလို့လက်ပုဂ္ဂိုလ်တွေလည်းတားရမှာလေဟိုမတားတဲ့အပြင်ကိုယ်တိုင်လုပ်တယ်ဥဆောင်ပြီးလုပ်ခိုင်းတယ်ဆိုတော့သာသနာကချော့တာလည်းမပြောနဲ့လीနော် ။ဒါကြောင့်ဦးဇင်းတို့ဝီနီတော်အရာကြည့်မယ်ဆိုရင်လည်းလုံးဝမအပ်စပ်ဘူး။ဘုရားရဲ့အဆုံးအမတုတ်တန်ဒေသနဲ့ကြည့်မယ်ဆိုလို့ရှိရင်လည်းပဲကံရကံရကျိုးကံညာဝိရိယကိုပဲအကူရမယ်လို့ဟောထားတဲ့တရားရှိတဲ့အတွက်ကြောင့်ဒါတွေကအညာသာဘုရားမလာတွေလောက်ရတာဖြစ်တယ်လို့နားလည်ရမှာပေါ့နော်။ Kisami usa Dhamma dhanam kisami usa လုံးဝမဟုတ်ဘူးလေ။ဘာတိုင်းလဲလုံးဝမဆိုင်။ဘုရားကစီးပွားရေးလုပ်ဖို့ကောင်းကောင်းဟောခဲ့တာပေါ့။နော်။ဘုရားရဲ့ဥတီချက်ကတော့ဒါကြီးကဒုက္ခသစ္စာလို့ဟောတယ်။နိဗ္ဗာန်ရောက်ဖို့ဘုရားဟောတယ်။ဒါပေမဲ့နိဗ္ဗာန်မရောက်ခင်ကာလမှာတော့ကြိုးစားမှာပဲလေ။ဟုတ်တယ်လေ။သူတယောက်ကအခုရှင်ရှင်တရားတိုင်အခုရှင်နိဗ္ဗာန်မှာမရောက်သေးတာ။နိဗ္ဗာန်မရောက်ရင်စင်းရင်ချင်းကိုခံစားရမှာပဲ။ဒီစင်းရင်ချင်းဒုက္ခတွေလွတ်မြောက်အောင်လို့မြတ်စွာဘုရားကစီးပွားရေးလုပ်ဖို့ပြောတာပဲလေ။အဲ့တော့စီးပွားရေးလုပ်ဖို့တက်ကိုဘုရားပြောပြီးသား။နော်ဥထာဏတမနာအရခတမနာစီးပွားရေးဘယ်လိုလုပ်မလဲဘုရားပြောထားပြီးသား။ကြိုးစားရမယ်။ စုစည်းရမယ်ဘုရားပြောပြသားနော်ချပေးပါစုဆောင်ပါပြီးရင်စီးပွားရေးမှာ management တော်ပါလေ့လာပါခန့်ခွဲပါပြီးအပေါင်းအသင်းကိုရွေးချယ်ပါဆိုဘုရားပြောထားပြီးသားအဲ့တော့ဘုရားကဗုဒ္ဓဘာသာတွေကဗုဒ္ဓဘာသာတို့အမိခံပြီးတော့ပြင်းနေကြတာဟုတ်လားပြင်းတာကိုရောင်ရဲတာကိုမကွဲတာအဲ့တော့ပြင်းနေတာကိုပဲလေသူ့ကိုယ်သူရောင်ရဲတယ်လို့လို့အလိုနဲ့တယ်လို့ထင်းနေကြတာတကယ်တော့အလိုနဲ့တာမဟုတ်ငပြင်းနေပြင်းနေတာဘုရားကစီးပွားရေးကိုလှုပ်ဖို့ကောင်းကောင်းဟောခဲ့ပြီးသား အဲ့တော့ဦးဇင်းတို့ဗုဒ္ဓဘာသာဖြစ်ပြီးတော့တိုးတက်နိုင်ငံတကယ်တော့အများကြီးရှိပါတယ်မှာဂျပန်လို့ကိုရီးယားလို့အဲ့ဗုဒ္ဓဘာသာတွေပဲလေဟုတ်တယ်မလားဒါကမ္ဘာကိုရေမောင်တိုင်းပြီးသွားနေကြတာဂျပန်လို့ဆိုရင်လည်းဗုဒ္ဓဘာသာတွေပါပဲအဲ့တော့ဗုဒ္ဓဘာသာနိုင်ငံချင်းအတူတူဂျပန်နိုင်ငံလို့ဘာလို့တိုးတက်တယ်လဲဆိုရင်တို့ကစူးစမ်းလို့ပေါ့ဗုဒ္ဓကမစူးစမ်းနဲ့လို့ဘယ်တော့မှမပြောခဲ့ဘူးလေစူးစမ်းပါဘုရားကပတ်စံတွေကိုစူးစမ်းပါမြန်မာတွေကနည်းနည်းလုပ်ပြီးများများသုံးတာလေနော်အပြော်ပွဲတွေအရင်မှတ်တာ ။သူ့ဘက်ရှင်ဝဲတဲ့အရင်များတယ်။ပတ်စံလေးနည်းနည်းရတယ်။ရတဲ့ပတ်စံကိုဘာသာရေးကိုအကြောင်းပြောပြီးဖြုံးလိုက်။နော်။လူမှုရေးကိုအကြောင်းပြောပြီးဖြုံးလိုက်နေဖြုံးလိုက်ရတယ်တော်တော်များတယ်။အဲ့တော့မစုမိဆောင်မိလည်းမရှိဘူး။စီးပွားလုပ်ငန်းလည်းမကျွမ်းကျင်ဘူး။အဲ့အားကြောင့်လည်းဦးဇေနောက်မှအများကြီးကြံခဲ့တာလေ။အဲ့လိုကတော့အိတ်တာမစ္စရိယပေါ့။အချင်းချင်းပူညီမယ်၊ရိုင်းပင်းမယ်၊မြင့်ပင်းမယ်၊လှုပ်ပင်းမယ်မရှိဘူး။နောက်တစ်ယောက်နဲ့တစ်ယောက်ချီထိုးမယ်ဆိုတာကြီးပဲလေ။နော်။တူတန်ဖို့ပြင်လိုက်ပြီဆိုတာနဲ့တိုက်မယ်ဆိုတာကြီးပဲခိုက်မယ်ဆိုတာကြီးပဲဆိုတော့ခြေကိုမတက်နိုင်ကြအောင်အဲ့တော့အားလုံးအောက်ဘူပဲရောက်ရောက်လာကြတာပေါ့နော် တကယ်တော့ဗုဒ္ဓဘာသာနဲ့လုံးဝမဆိုင်ပါဘူး။ဒါဗုဒ္ဓဘာသာဝင်လို့အမြင်ခံရတဲ့ပုံစံတွေကညံ့ပြင်းမှုတာဖြစ်ပါတယ်နော်။ဟုတ်။ dan dan nan gisami wo sa dan dan nan gisami wo sa အာအရေးပါတာပေါ့ဘယ်တော့အရေးပါတယ်လဲဆိုတော့ဝိနည်းယောနာမသာတနေတာအာယူတော်ဆိုတာပဲလေ ဒါကိုကျွန်တော်ငြင်းလို့မရအောင်ဝီနီဆိုတာသာသနာတော်ရဲ့အသက်တော်ပြောထားတာလေဒါအသက်ဆိုတဲ့စကားလုံးကဘယ်တော့တန်ဖိုးရှိနေလဲဆိုတာစဉ်းစားကြည့်ပေါ့နော်ဒီဝီနီတာမရှိရင်သာသနာတော်အသက်ထွက်သွားမှာပဲလေဒီတန်ဃာတော်တွေကိုဒီဝီနီနဲ့ဖွဲ့စည်းထားတာဝီနီမရှိရင်တန်ဃာအဖွဲ့စည်းဆိုတာလည်းရှိမှာမဟုတ်ဘူးတန်ဃာအဖွဲ့စည်းမရှိရင်ဒီပရိယတ္တိစာသင်မှုတွေထင့်ကြံမှုတွေအားလည်းပြောက်ကွယ်သွားမှာပဲလေအဲကြောင့်ဝီနီဆိုတာသာသနာတော်ရဲ့အသက်ဆိုတာကတက်ပြီးတော့ဒီစာထဲမှာထင်ရှားကြီးထင်ရှားတယ်မြတ်စွာဘုရားရှင်ကိုယ်တိုင်ကဝီနီပညာရှင်ရဲ့ရည်ရွယ်ချက်ဆက်ချက်ရှိတယ် ဲ့ဒါမှနောက်ဆုံးပါတာကတတ္တမထိတိယာဆိုတာပါတယ်လေသာသနာတော်ရေရှိခိုင်ခန့်တည်တံ့ဖို့အတွက်ကိုဝိနည်းပညာတာဆိုတာဘုရားစကားလည်းရှိပြီးသားအဲ့တော့ဝိနည်းပညာချင်းရွေးချက်ကိုကသာသနာတည်တံ့စေခြင်းလို့ပြောနေတာအဲ့တော့ဝိနည်းမရှိရင်သာသနာကွဲမယ်ဆိုတဲ့ဟာဘုရားကိုယ်တိုင်ဟောခဲ့တယ်ဆိုတာကိုကျွန်တော်လက်ခံလို့ရတယ်နော်ဟောတော့စဉ်းစားကြည့်လေကိုသင်ငန်းတော့ဝတ်ထားတယ်ယဟန်ကျင့်ဖို့တွေမကျင့်တော့ဘူးဆိုလို့ရှိရင် तू ကယတိတတာဖြစ်သွားမှာပဲလေ ဟုတ်လားယတိတတာပဲဖြစ်သွားမှာပဲအဲ့တော့ယတိတတာဖြစ်သွားပြီဆိုလို့ချင်းသင်ယူမှုတွေမှာလည်းအာနေသွားမယ်ချင့်ကြံမှုတွေမှာလည်းအာနေသွားပြီမဟုတ်ဘူးနိဗ္ဗာန်ဆိုတာဝေးဖြစ်သွားပြီအဲ့ဆိုရင်ဟိုအပင်မဲရှိတဲ့ဆိုးဆိုးကပြောခဲ့တယ်လို့သာသနာ့ကွင်နေပြီပဲလေဟိုအတွင်းထဲမှာပုတ်ဆွေးနေပြီအပြင်မှာတော့လှရင်လှနေမှာအတွင်းမှာပုတ်ဆွေးနေပြီဒါကြောင့်အနှစ်သာရဘိုင်းကိုဒီဝီနီနဲ့တိစောက်ထားတာပဲဟုတ်တော့ဝီနီဆိုတာတီလာပဲအဲ့တော့တီလာကိုအချိန်ခံပြီးမှတော့တမာလေးတွေပညာလေးဆိုတာဆက်သွားလို့ရတာဘလောက်ပဲဟိုမညံဖုန်ညံကိုတောင်းတပြီးတရားထုတ်ပါတယ်ပြောပြောဝီနီတီလာမပါဘူးဆိုရင်မညံဖုန်ညံမရနိုင်ဘူး နော်အဲ့တော့ဗုဒ္ဓဘာသာတို့ရဲ့ပိုင်းနိုင်ဖြစ်တဲ့မတ်ပုံနိဗ္ဗာန်ကိုလိုချင်ပါတယ်ဆိုရင်ဝိနည်းသီလပါဖို့ပါမယ်ဒီလောက်ထိကိုအရေးပါတာလေအဲ့တော့ဝိနည်းသီလကိုဖယ်လိုက်ရင်တမာတိဆိုတာမရှိတော့ဘူးပညာဆိုတာမရှိတော့ဘူးအဲ့တော့ဝိပဿနာ sorry မညာပုံညာကိုလိုချင်တယ်ဆိုရင်ဝိပဿနာအထောက်ရမယ်ဝိပဿနာအထောက်ချင်တယ်ဆိုရင်သီလရှိကိုရှိရမယ်နော်အဲ့ကြောင့်သီလဟာအဲ့လောက်ထိအရေးပါတယ်သာသနာကိုရာချင်းအကြောင်းတွေအဲ့မှာသီလပါတယ်နော်ဟုတ်